series တွေများလာတဲ့အခါမှာထပ်နေမှာဆိုလို့ကျွန်တော်ဟိုစောင့်ခဲ့ရတဲ့အချိန်တွေရှိရပါဘောအရှိမနှစ်နှစ်လောက်ကျွန်တော်မရိုက်ဖြစ်ခဲ့ဘူးငါးကားလောက်ကျွန်တော်ဟိုလွတ်ခဲ့လိုက်တယ်ဘောနော်ဘာလို့လဲဆိုတော့ကပြန်လာတဲ့အခါမှာလည်းအကောင်းဆုံးအနေနဲ့ပြိတက်ကိုပြန်ပြခြင်းတဲ့အခါကျတော့အာဒါလေးကကျွန်တော်အမှတ်တရထပ်ဖြစ်မဲ့ character လေးမလို့ကျွန်တော်ထပ်ပြီးရိုက်ဖြစ်တာပါဟုတ်အမြင်နဲ့လောင်လာကြီးလည်းကျွန်တော်မကြိုက်ဘူးအာအဲ့လိုမျိုးပေါ့ဟိုကိုတိုင်လေးလို့အမြဲတမ်းဖောက်ပြန်ရမယ့်ဟာမျိုးလဲကျွန်တော်မကြိုက်ဘူးပေါ့နော်အဲအခုဒီလိုကားမျိုးလေးကအာ ကိုရှိရနေတခုခုပြန်ရမယ်လို့ထင်တဲ့ character ဖြစ်တဲ့အတွက်ဟိုတစ်ဖက်တစ်လမ်းနေဟိုကောင်းတာလေးတခုတော့ပေးနိုင်မယ်လို့ထင်ပါတယ် series တိုင်းရောအမှတ်တရဖြစ်ပါတယ်အဲ့လိုဆိုတော့ဟိုအချိန်ကြာကြီးကိုအကုန်လုံးတူတူလက်တွဲပြီးတော့တွားရတယ်လက်တွဲပြီးစ조사တာဖြစ်တယ်လက်တွဲပြီး TV ခန်းသားပြင်ပေါ်ရောက်လာတဲ့အခါမှာဟိုအောင်မြင်မှုတွေကိုတူတူခန်းစားကြတယ်အမှတ်တရပါပဲဟုတ် အဓိကလေးကဒီမြတ်တာလင်းညင်သိစေသားဆိုရဲအဝိတ္ထုလေးကိုပြန်ရိုက်တာဗောနော်ချိန်မှလည်းရိုက်ခဲ့ဘူးပါတယ်ဆိုတော့ဒါလေးကကျွန်တော်ဇလန်တွဲအနေနဲ့ပြန်ပုံခေါ်တဲ့အခါမှာအာကျွန်တော်ကအဲ့ထဲကဇက်ကောင်စောစောအောင်ဆိုတဲ့ကာရိုက်တာလေးနဲ့ပြန်ပြီးပါဝင်ဖြစ်မှာဗောနော်ဟုတ်အာကျွန်တော်ကလေဟိုကာရိုက်တာယူတုတ်တယ်လို့ပြောအောင်ဗောနော်ပြောယူကာရိုက်တာ series တွေများလာတဲ့အခါမှာထပ်နေမှာဆိုလို့ကျွန်တော်ဟိုစောင့်နေရတဲ့အချိန်တွေရှိရပါဘောအရှိမနှစ်နှစ်လောက်ကျွန်တော်မရိုက်ဖြစ်ခဲ့ဘူး၅ခါလောက်ကျွန်တော်ဟို လွတ်ခဲ့လိုက်တယ်ဗောနော်။ဘာလို့လဲဆိုတော့ကပြန်လာတဲ့ခါမှာလည်းအကောင်းဆုံးအနေနဲ့ပြိသက်ကိုပြန်ပြခြင်းတဲ့ခါကြတော့အာဒါလေးကကျွန်တော်အမှတ်တရထပ်ဖြစ်မဲ့ character လေးမလို့ကျွန်တော်ထပ်ပြီးရိုက်ဖြစ်တာပါဟုတ်။တစ်နှစ်လောက်နှစ်နှစ်နီးပါးလောက်ဖြစ်သွားပြီ။အဲ့နှစ်နှစ်အတွင်းမှာကျွန်တော်ဟိုရုပ်ရှင်ကားကြီးများတယ်ဗောနော်။ဟိုရိုက်ဖြစ်ခဲ့တယ်။အဲ့ဆိုဇလန်းတွေကလည်းအရင်တော့ကျွန်တော်ရိုက်ပြီဆိုရင်6လောက်လောက်ကဒီ series တဲ့ဝင်နေတော့အပြင်ကားကြီးတွေမရိုက်ဖြစ်ဘူးလေ။ဆိုတော့အဲအခုဇလန်းတွေကိုအခုမှပြန်ပြီးလက်ခံဖြစ်တာပေါ့။အဓိကကိုကြိုက်တဲ့ဇာတ်လည်းဖြစ်လို့ပါ။ဟုတ်။ Kirk Alvin. အပေါ်အရုပ်ရှင်ကားကြီးမှာတခါအတတရမြောက်လို့ပြောရမှာပေါ့နော်အခြေအဇလန်တွဲမှာဆိုရင်ထူးခြားတာဒီကအချက်ဖွဲ့လေးညင်းရှိရဒါမြစ်တာလေးညင်းဆိုတော့ကျွန်တော်မနေ့ကမှတတိထားမိရောဟုတ်တယ်အခြေအဆရာနီကလည်းအဲ့ကာရက်တာလေးကလည်းပြိတ္တတော်သဘောကျကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်အဓိကဟိုဒီ TV ဖန်သားမြေမော်ကဇက်ကောင်တစ်ခုအနေနဲ့ပြိတ္တကိုပြန်ပြီးတော့ဟိုဟိုကောင်းတာလေးတစ်ခုခု ဝေမျှမယ်ဇက်ကောင်မျိုးလေးဆိုပို့ကြိုက်တယ်ပေါ့နော်အမြင်နဲ့လောင်လာကြီးလည်းကျွန်တော်မကြိုက်ဘူးအာအဲ့လိုမျိုးပေါ့ဟိုကိုတိုင်လေးလို့အမြင်နဲ့ဖောက်ပြန်မယ်ဟာမျိုးလည်းကျွန်တော်မကြိုက်ဘူးပေါ့နော်အဲအခုဒီလိုကားမျိုးလေးကအာကိုရှိရနေတစ်ခုခုပြန်ရမယ်လို့ထင်တဲ့ character ဖြစ်တဲ့အတွက်ဟိုတစ်ဖက်တစ်လမ်းနေဟိုကောင်းတာလေးတခုတော့ပေးနိုင်မယ်လို့ထင်ပါတယ်အဲရှိရပါဘောဟုတ်ကျွန်တော်အဲ TV ဖန်သားပြမပေါ်မှာမတွေ့ရဇလန်တွက်နဲ့ exposure တော်တော်နည်းနေရပါဘောအခုပြန်မြင်ရတော့မှာပါဘော မဟို forever group နဲ့ပဲစခဲ့တယ်အခုလည်းကိုကူမြောက်လည်း forever group နဲ့ပဲဒီ hip play နဲ့အဲကျွန်တော် forever fc team နဲ့ spawn ရိုက်တာဆိုတော့လေ series တိုင်းရောအမှတ်တရဖြစ်ပါတယ်အဲ့လိုဆိုတော့ဟိုအချိန်ကြာကြီးကိုအကုန်လုံးတူတူလက်တွဲပြီးတော့တွန်းရတယ်လက်တွဲပြီးစ조사တာဖြစ်တယ်လက်တွဲပြီး TV ခန်းသားပြင်ပေါ်ရောက်လာတဲ့အခါမှာဟိုအောင်အောင်မြင်မှုတွေကိုတူတူခန်းစားကြတယ်အမှတ်တရပါပဲဟုတ်မချုံလဲပြန်ရိုက်တဲ့ကားလို့ပြောလို့ပြောတယ်ပေါ့နော် အမကားရီကတော်တော်များချိန်ပြီးတယ်အမတို့ဆိုလည်းကိုယ့်ရင်ထဲကဟိုဟိုအမအကယ်ဒမီရဲ့ဥအဲ့ဒါနော်အဲ့အဲ့မှာတွေကအရင်ကြိုက်တာလေအမအကယ်ဒမီရတော့လည်းအရင်ပျော်တာအဲ့အဲ့ကာရီတာနဲ့ဟိုအကယ်ဒမီရဖို့ဆိုတာတကယ်တော့မလွယ်ဘူးနော်ဒါပေမဲ့အဲ့ကြောင့်အမောင်းနဲ့ပြန်ဆောင်ရတာလည်းတကယ်ဟိုဟိုစူးစမ်းမှုနောက်တစ်ခုပို့ပြီးတော့အရာချင်းမှုဖြစ်လာတာပေါ့ဟုတ်ပါတော့ပေါ့အာပျော်ကတော့မကားခဲ့ဘူးဟိုတော်တော်တော့ပျော်ပါတယ်ဟုတ်ခုံခုံပြစ်လိုက်တာအဲ့မော်အဲ့မော် အဲ့ဒါအခုချိန်ထိပါပဲအခုချူလေးရတော့ဆိုလဲထအော်ရအောင်ပြရမှာကိုဘောင်းတင်နေအခုဆိုတဖြည်းဖြည်းကိုရဲ့တငယ်ချင်းတွေရလာပြီကိုရဲ့မိတ်ဆွေတွေရလာပြီအဲ့လိုမျိုးလေးပေါ့နော်ဟုတ်အာချစ်တတ်ဖို့ပါပဲအာအဓိကမမနဲ့ပဲဖြစ်ဖြစ်ညီမလေးနဲ့ဖြစ်ဖြစ်အချစ်ချစ်တတ်ရပါတယ်ဟုတ်တာမမနေတူပြီးနေတယ်အဲ့လိုပြောရမှာနော်ဟုတ်တယ်မမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ဟုတ်ခုနပြောပါလေညီမလေးကလည်းဟိုအဲ့ဒါဟိုကို့အောက်က ဒီညီလေးညီမလေးဟိုအားပေးရလို့ပြောလိုက်တဲ့အခါကျရင်ဘာခံစားရလဲဆိုတော့ဟိုစူးစမ်းမှုတွေအရာတင်တယ်လို့ခံစားရပါတယ်အဲကိုကလမ်းကောင်းကောင်းရှောက်ခဲ့မှာနောက်ကကလေးတွေကလည်းကိုဟိုအဲသူ့ရဲ့ character လေးစူးစမ်းမှုကိုအတိအမှတ်ပြုမှာပေါ့နော်ဒီညီမလေးကလည်းဟိုဒီလိုမျိုးပေါ့သူ့ idol လို့ပြောရတဲ့ဝမ်းသာပါတယ်အဲ့ဒါသူနဲ့တူတူအဲတရုတ်ဆောင်ရမယ့်အခန်းလေးလည်းအများကြီးပါတယ်။မပြည့်ပါဘူး။အညုပညာဝန်ဆောင်ပြည့်တယ်ဆိုတော့ ရှိကုန်မရှိသေးဘူးဘာလို့လဲဆိုတော့အမြင်နဲ့အသက်ကြီးလာလဲလိုဝါရာကြီးကရှိလာအောင်ပါပဲလေကျွန်တော်တို့ကဟိုဟိုအမြင်နဲ့ဖြည့်နေရမှာပါပဲဟုတ်အဓိကကိုကိုလုံးနိုင်မလားမလုံးနိုင်မလားစဉ်းစားရတယ်ကိုတော့ဝင်တော့ဝင်ဖို့ဖြစ်မဲ့အရာတော့ကျွန်တော်မရှိအစအစိုးရလက်မခံဘူးပေါ့နော်โอ้တကယ်လို့ဖတ်လိုက်တဲ့ကိုစူးစမ်းနိုင်တယ်ကိုလုံးနိုင်တယ်ဒီ producer ကိုလည်းစိတ်ကြံအောင်ပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်လက်ခံပါတယ်အဲရုပ်ရှင်သားကြီးတွေလည်းအဲ့လိုပဲကျွန်တော်ရွေးချယ်ပြတာပေါ့နော်မရိုက်ဖြစ်တာကြီးလည်းတော်တော်များပါတယ်ဘာလို့လဲဆိုတော့ ဟိုအဓိကဆက်ကောင်းခြင်းမကောင်းခြင်းထက်ကျွန်တော်မလုံနိုင်ပါပဲဆိုလို့လက်မခံတော့ဘူး။နုနုရွရွလေး။ကိုအချစ်ကလည်းနုနုလေးမမချစ်ကလည်းနုနုလေးအဲ့လိုမျိုးလေးပဲ။အဓိကဟိုအဲ့မော်နော်ဟိုလူတစ်ယောက်ကတစ်ယောက်ကိုချစ်တယ်ဆိုတာချို့ပြောကြရယ်ပေါ့နော်။ရေမတ်တဲ့ကဟိုမြစ်တာကြောင့်ချစ်တယ်လို့စိတ်ထားလှတယ်။အဓိကတော့အပြင်းမန်းတဲ့တဲ့အောင်အရင်ချစ်ကြတာပါအားလုံးကလေ။ဘလောက်ပဲဟို စိတ်ထားလာရပဲကိုမချစ်ဘူးသူကိုရုပ်ဆိုးရတက်နိုင်လဲချစ်စင်မှာချစ်ချင်ချစ်တာပါအပြင်မဲ့တရံကိုအရင်ချစ်ပြီးတော့မှအထက်ကနှလုံးသားကိုဝင်ခံစားကြတာကိုလည်းဒီတည်းကလူတယောက်ပါပဲဟုတ်ပါဒီက first impression ကဒါ physical ဖြစ်နေတာပေါ့ဒါပေါ့အာ first impression ကအအဓိကကတော့ယောက်ျားလေးတယောက်မှတော့ main ကလေးအလူတွေအားလုံးမှာ personal hygiene ကောင်းရမယ်ဒီလိုမျိုးလေးပေါ့ first impression ဒီလိုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီချက်လေးပဲလို့ထင်ပါတယ်နောက်ပိုင်းကမှတန်ရုံးစင်တွေပါလာမယ် အဲမြစ်တရာမြစ်တာတွေပါလာမယ်အဲလိုညှိတွယ်မှုတွေပါလာမယ်တဏှာတော့နောက်ဆုံးပါအဲရှင်ပြောနေကြအဲ့လိုပြောရင်ကျွန်တော်ကစားပြီးစက်ကိုလို့ဖတ်ထဲကမချောဆူကောင်းပါပဲလို့တော့တွေးခဲ့မိတယ်ဆိုကွတ်တီဖြစ်သွားတာပေါ့နော်အဲဆိုဟိုဒီအသက်ရွယ်ဒီကာရိုက်တာဒီအချိန်မှာပြန်စဉ်းစားပြီးတော့မချုံနဲ့အလိုက်ဖတ်ဆုံးကိုကျွန်တော်တွေးမိရယ်ဆိုတော့လေဒါကိုတွေးရတွေးပါအဲ့ဒါမှအမဖြစ်တော့ပို့ပြီးတော့ပြောတာပေါ့ဟုတ် ဟုတ်ကဲ့ဟုတ်ဆိုအရှိမအမကာရီလေအခုကျွန်တော်အနေနဲ့ကျွန်တော်အရင်ရင်းနှီးဆုံးနေဖြစ်တော့အခုနဲ့မချုံအမြင်တမ်းရိုက်တော့ဟိုအခုကာရီကြည့်နေအမတို့ကာရီအမတို့နဲ့အခုတူတူကြည့်ပြနေတယ်အမြင်လည်းတောက်လျှောက်မဆီရီလည်းကြည့်ပြတာပေါ့ဟုတ်ကဲ့အဲကျေးဇူးများခြင်းပါတယ်အခုလောလောဆယ်တော့ကျွန်တော်တို့ဒါပြီးလို့ရှိရင်ကျွန်တော်ငလင် ခံရတဲ့ပြည်သူတွေအတွက်ကျွန်တော်တို့ရမုံငွေပွဲလေးပေါ့နော်မြို့သားကဆိုင်အောင်မှာရှိပါတယ်ဆယ်ရည်နေကြလို့ရှိရင်ကျွန်တော်တို့အခြေဆုံးပုံဆိုင်ဆိုတော့ပြဆက်လေးအနေအားနေပေါင်းရင်ဖြော်ပြကပြကြမယ်ဆိုတော့အဲ့အတွက်ကိုကျွန်တော်တို့ရာဆယ်တိုက်ရမယ်ပေါ့နော်ဆိုတော့ဒီကားလေးကလည်းဒီလာနေမှာကျွန်တော်ရိုက်ကြတော့မှာဆိုတော့မှတ်တရတွေအများကြီးနဲ့ဖြတ်တန်းအောင်ပါပါနောက်ထပ်ဒီနှစ်ထဲမှာပဲအမုံရဲ့လုံဇလန်တွဲလေးလည်းလာမယ် အနောက်လာထဲမှာလည်းအစိတ်ရုပ်ရှင်ကားကြီးရုံတင်ပါမယ်ကျွန်တော်ရဲ့ကိုကျော်ထန်းအောင်ရဲ့အာမအီတောင်းရဲ့မမျိုးရဲ့အာလက်စူရဲ့ပေါ့နော်ကျွန်တော်ကားလေးလည်းဦးမင်းလိုက်ထားတဲ့ကားလေးလာပါမယ်ဆိုတော့အတွက်စတိုက်ဒီနေ့ထဲမှာဟိုပြန်ပြီးတော့ညင်ရမှုရှိပါတယ်ကျေးဇူးများကြီးတင်ပါတယ်